မင်္ဂလာပါရှင်ဒါကတော့ငပိကြိုဖြစ်ပါတယ်ရှင်မြင်ငပိကိုကြိုထားတာပါရှင်အရန်ကိုမှစားလို့ကောင်းပါတယ်ကျမရဲ့ကြိုနီးလေးကိုလည်းပြပေးထားပါတယ်ရှင်အရင်ဦးဆုံးစီပူတေးပါမယ်စီပူလာပြီဆိုရင်တော့အသင့်လှီထားတဲ့ကြက်သွန်ဒီပပလေးတွေကိုစီတပ်ပေးလိုက်ပါမယ်ရှင် ီလိုငပိကျူတဲ့ကရန်ကိုစားလို့ကောင်းပါလို့ရှင်။ကဲတက်ပင်ကြီးတွေနည်းနည်းနွန်းလာပြီဆိုရင်တော့စနွင်းလေးကိုအယုံလှဖို့ထည့်ပြီးတော့စီတပေးလိုက်ပါမယ်ရှင်။စနွင်းစီတပီးရင်တော့မီးကိုပိတ်ပေးလိုက်ပါနော်။ငပိကိုစကြပါမယ်။ငပိကြိုတဲ့အချိန်မှာငပိကိုအရင်ခြေရမှာမို့လို့မီးကိုပိတ်ပေးလိုက်ပါမယ်ရှင်။ဒါကတော့မြင်ငပိပါနော်။ ။ဒီရန်ကိုမှမွှေးပါတယ်ရှင်။ကဲစပြီးတော့ဒီငပိကိုခြေလိုက်ပါမယ်နော်။အကုန်လုံးခြေသွားတဲ့အထိမီးပိုက်ပြီးခြေပါမယ်ရှင်။ဒီစီအပူချိန်မင်းနဲ့ခြေပါမယ်နော်။ငပိတွေခြေသွားပြီဆိုမှမီးအေးအေးလေးပြန်ဖွင့်ပါမယ်ရှင်။အရန်ကိုဒီနေရာမှာတတိထားပါရင်တော့ငပိတူးသွားရင်ခါပြီးရောစားမကောင်းပါဘူးရှင် အကုန်လုံးကြည်သွားတဲ့အထိ မှုပေးလိုက်ပါမယ်နော်ဇွန်းနဲ့ရှင်းပေးလိုက်ပါမယ်ရှင်ကဲဒီလိုမျိုးလေးခြေပေးရပါမယ်ရှင် ကဲဒီလိုမျိုးလေးခြေသွားပြီဆိုရင်တော့မီးကိုစောက်ဖွင့်ပေးပါမယ်နော်မီးဖွင့်တဲ့အခါမှာမီးကိုအနည်းဆုံးထားရပါမယ်ရှင်ဖြည်းဖြည်းလေးနဲ့မီးအေးအေးလေးနဲ့ကြိုရပါမယ်နော်ကျွန်မမီးစောက်ဖွင့်လိုက်ပြီကဲစီစဆူလာပြီနော်ဒီနေရာမှာစက်တိုက်မှွေပေးရပါမယ်ရှင်တူးသွားတတ်ပါတယ် ငပိလေးတွေကျက်ပြီးတော့အနက်မွေးလာရင် မီးကိုပြန်ပိုက်ပင်းလိုက်ပါနော်သူ့ရဲ့အပူချိန်တဲ့ကိုကျက်လို့ရပါတယ်ရှင်ကဲမီးပိုက်လိုက်မယ်နော်ကျမမီးပိုက်လိုက်မယ်ငပိတွေကကျက်မြန်တယ်နော်ခြေပြီးသားဆိုတော့ကျက်သွားပြီဆိုတော့ငရုတ်သီးမုံအလုံးမုံကိုထည့်ထားပါတယ်ကျမငရုတ်သီးမုံတစ်စွန်းထည့်မယ်အတင့်ကြိုထားတဲ့ကျက်သွနီတွေကိုထည့်မယ် ပြီးရင်အစင်တက် ကြိုထားတဲ့ကြက်သွန်ဖြူအချိုကိုလည်းထည့်လိုက်ပါမယ်ရှင်။ဒီနေရာမှာကျိန်းနေတဲ့တလောက်ထည့်လို့ရပါတယ်နော်။မီးမဖွင့်ပဲနဲ့ဒီလိုပဲမီးအပူချိန်ခုနကစီအပူချိန်လေးနဲ့ပဲမှုပေးလိုက်ပါမယ်နော်။အရတာမှုကျရင်အရတာမှုထက်ပါနော်။ကျမရဲ့မြင်ပိကအရန်ကိုရှင်ပြီးပြီလို့အရတာမှုထထည့်เสียမလို့ပါဘူးရှင်။စားလေလုံးဝမထည့်ရပါဘူးနော်။ ညပိရဲ့အရတာထဲမှာငံဓာတ်လေးပါပြီးပြီမို့လို့ပါရှင်ငရုတ်သီးစိမ့်ကျိတ်လို့ရှိရင်လည်းပါပါလင်းလီထင်နိုင်ပါတယ်နော်ကျမကတော့ဒီအတိမ်လေးပဲစားပါမယ်ရှင်ကဲကြက်သွားပါပြီရှင် အရန်ကိုစားလို့ကောင်းပါတယ်အချင်းကြိုက်လို့ချင်းရင် စာခါနီးမှာတန်ဖြန်ရည်လေးနှစ်ပြီးစားနိုင်တယ်ကျက်သွန်ဒီပါပါလီပြီးရော